အဲ့ဒါကမှညီမအကျန်းရိုက်ထားတဲ့ဗီဒီယိုလေးပါတကယ်တမ်းတော့လေအဲအဲ့မှာအဲ့လိုတင်လိုက်ရင်းနဲ့မှနည်းနည်းပါရဖြစ်သွားတဲ့သဘောမျိုးပါရှင်ဟုတ်ညီမရိုးရရင်ကျေးမှုလေးနဲ့ဟိုအိုးစီတွေလည်းပါတယ်တငယ်တော်ကလေးတွေလည်းအဲ့အဲ့ဒါမျိုးတွေလည်းအများကြီးတွေ့ရတယ်အမျိုးသားနဲ့အမျိုးသမီးနဲ့ကွာခြားချက်တစ်ခုဟိုတိတ်မတိတ်မရင်ဖြစ်မဲ့ကာကျိုးကောက်ကွက်မျိုးညီမစဉ်းစားပြီးတော့ထည့်ပေးပြလိုက်တာပေါ့နော်ဘလို့ဖြစ်ဖြစ်ဒီကိုယ့်ရဲ့ညီမရင်ကျေးမှုကိုပေါ့နော် ဒီအနောက်တိုင်းနဲ့ရှင်လို့ရတယ်ဆိုတဲ့ဟာကိုချပြကြတယ်အဓိကတော့လေအနှစ်သက်ပါတယ်ရှင်ကျင်းသက်ပါတယ်အရန်ကြိုက်ပါတယ် လက်ရှိလောလောဆယ်ကတော့ညီမအကြောင်းပွဲလေးတွေနဲ့ event ပွဲလေးတွေပေါ့နော်တချို့ပွဲလေးတွေလက်ခံထားတာလေးရှိပါတယ်။နောက်အကတင်တာလေးတွေ online class အကတင်တာလေးတွေအဲဒီလောက်လေးအပြင်မှာလာတင်တဲ့ miss တွေပါလေပေါ့နော်ဒါလေးတွေတင်ပေးတာလေးတွေတော့ရှိပါတယ်ရှင်ဟုတ်ကဲ့ဟုတ်ကဲ့ကျေနပ်ပါတယ်ညီမကတော့ဟိုဘယ်လိုပြောမလဲရန်ကြီးလောဘတော့မရှိပါဘူးညီမဒီပုံမှန်လေးပဲညီမ ဟိုအေးစစ်အေးချမ်းချမ်းပဲဘဝကိုဖျက်သန်းနေတယ်ဒီမှာပဲညီမပါတယ်ပေါ့နော်အဓိကတော့လောဘမရှိတာပေါ့အေးစစ်စစ်နေရတဲ့ life ကိုပဲပူကြိုက်ပါလေရှင်ဟုတ်အခုလက်ရှိဖြစ်ဟိုဖြစ်တည်မှုလက်ရှိဖြစ်သန်းဖျက်သန်းရတဲ့ဘဝကိုလည်းညီမကျင့်တတ်ပါလေရှင်အာတခြင်းကတော့အဓိကညီမကိုဟို project ကြီးအောင်လေးတယောက်ပေါ့နော်အဲမင်းမင်းပေါ့ မင်းကအမားကပေါ့နော်ဒီမြမကလေးနဲ့ပတ်သက်ပြီးကျွန်တော်ကိုလုပ်ပေးပါအောင်ဆိုတာနဲ့တင်လာတော့သူတင်ပေးတာပေါ့နော်ဒီတချင်းတစ်ပုတ်လုံးစာ ਉਹ တော့မင်းကပဲအကုန်လုံးတာဝန်ယူတွေ့ရပေါ့ဒါပေမဲ့မြမမှုအပိုင်းကြတော့အမ်ညီမနဲ့လည်းအရင်တော့ကသူကကာခဲ့မှုတဲ့အလုပ်တွေပါလက်တွဲလုပ်ခဲ့မှုတဲ့သူတွေဆိုတော့လေသူတို့အမဒါလည်းမြမကရှေ့ကကြပြာလို့တီလုံးနေရဲ့နောက်ဆုံးအပိတ်ကလေးရဲ့ပေါ့နော်အဲ့နှစ်ခုကိုမြမမှုကဏ္ဍလေးထည့်ချင်တာဖြစ်တဲ့အတွက်သူတို့ကအဲ့ဒါလေးအကူအညီလမ်းတောင်းတဲ့သဘောနဲ့ညီမသူတို့အကူအညီပေးလိုက်တာပါအဓိကတော့ညီမကိုယ်တိုင်တိုက်ရိုက်တင်ပေးရတာမျိုးမဟုတ်ပဲနဲ့ ညီမကဒီကာကျူးကွက်ကလေးဖော်ပြီးတော့သူတို့ပေးတဲ့တီလုံးလေးပေါ်မှာညီမကပြန်လို့ဆိုလဲအမျိုးသားလက်ကရမယ်အမျိုးသမီးလက်ကလို့ရမယ်ဆိုတော့ကာကျူးကွက်ကလေးကိုညီမစဉ်းစားရတယ်ပေါ့နော်ဒါကပြန်လို့နဲ့တစ်ပိုင်းပေါ့နောက်ဆုံးအပိုင်းလေးပေါ့နောက်ဆုံးပိုင်းကြတော့လဲညီမအဒီလိုပဲမျိုးသားမျိုးသမီးကမှဖြစ်တဲ့အတွက်အမျိုးသားနဲ့အမျိုးသမီးနဲ့ကွာခြားချက်နှစ်ခုဟိုတိတ်မတိတ်မရင်ဖြစ်မဲ့ကာကျူးကွက်ကမျိုးညီမစဉ်းစားပြီးတော့ထည့်ပေးပြလိုက်တာပေါ့နော်အဲ့ဒါလေးပါပဲအဲ့ဒါကိုမှညီမအကျန်းရိုက်ထားတဲ့ဗီဒီယိုလေးပါတကယ်တမ်းတော့လေအဲအဲ့မှာအဲ့လိုတင်လိုက်ရင်းနဲ့မှနည်းနည်းပါရဲ့ဖြစ်သွားတဲ့သဘောမျိုးပါရှင်ဟုတ် င်းလေးကတော့ဟိုဘယ်လိုဖြစ်ဖြစ်ခေရေစီချောင်းအရာဒီတချင်းလေးပေါ့နော်ခေရေစီချောင်းအရာသူလုတ်ထားပေမဲ့မြမရိုးရရင်ကျေးမှုလေးနဲ့ဟိုအိုးစီတွေလည်းပါတယ်တငယ်တော်ကလေးတွေလည်းအဲအဲ့ဒါမျိုးတွေလည်းအများကြီးတွေ့ရတယ်အဲမြမကတော့ဒီတချင်း MPV ထွက်လာမှမြမဒီတချင်းကဘယ်လိုဆိုတာကိုမြမကြည့်ပြတာပေါ့နော်အဲရှေ့မြမပိုင်းပါတဲ့ခန္ဓာပိုင်းကြတော့မြမကမြမခန္ဓာပဲမြမပြေးလိုက်တာဒါပေမဲ့တကယ်ကိုအဲခလူငယ်လေးတွေတော်ပါတယ်ဘယ်လိုဖြစ်ဖြစ်ပေါ့နော်ဒီရိုးရရင်ကျေးမှုကိုသူတို့နောက်တိုင်းတဲ့ဒီဆက်နွယ်ပြီးတော့ပြီးတူထင်ဖန်တီးထားတာဖြစ်တဲ့အတွက်လည်းဒါလေးတွေ ကောင်းပါလေရှင်ဟုတ်ဘလို့ဖြစ်ဖြစ်ဒီကိုယ့်ရဲ့မြမရင်ကျေးမှုပေါ့နော်ဒီအနောက်တိုင်းနဲ့ရှင်လို့ရတယ်ဆိုတဲ့ဟာကိုချပြကြင်တာအဓိကတော့လေအနောက်တိုင်းကိုယ့်မြမမှုလေဒီလိုမျိုးခင်မနောက်မကြဘူးဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုပုံစံလေးနဲ့မြမဖြစ်စေချင်တာပြီးတော့မြမမင်းကလေးတိုင်းမြမအကကကြည်ချင်တယ်နောက်ဒီကိုယ့်မြမဒါနိုင်ငံတကာမှာဆိုလဲဒီလိုပါပဲသူတို့ရဲ့ရိုးရိုက်ရင်ကျေးမှုဟိုထဲထဲဝင်ဝင်မတက်ထားရင်တောင်မှဒီမြမရင်ကျေးမှုဆိုတာလေးကိုတည်ထားမြမအကဆိုတာလေးကိုတည်ထားတယ်ဆိုရင်ကိုပဲဒါဒါတော်တော် အဆင်ပြေတဲ့နေရာပေါ့နော်ပြီးတော့ကိုနိုင်ငံတကာသွားတယ်ပဲဖြစ်ဖြစ်ကိုတကြံအကာလေးပဲဖြစ်ဖြစ်ကပြလို့ရတယ်ဥမာမြန်မာမြန်မာနဲ့ပတ်သက်တဲ့ဥမာစံတော်ချိန်တို့အာမြန်နန်းတာတို့အဲ့လိုတချင်းတွေပေါ့အများကြီးရှိတယ်ပေါ့နော်အဲ့လိုတချင်းလေးတွေနဲ့ဘယ်လိုဖြစ်ဖြစ်ကိုရေရရင်ချင်းမှုချပြနိုင်မယ်ဆိုရင်ပို့ပြီးတော့အာကမ္ဘာလေးမှာတော့မြန်မာဆိုတာတော့ဒါဟိုဘယ်လိုပြောမလဲ proud ဖြစ်နိုင်တာပေါ့နော်ဟုတ်ကဲ့ အဓိကတော့ညီမတို့မြန်မာအကမှာဆိုရင်တော့အခြေခံကပဲပေါ့နော်အခြေခံကကိုပဲညီမဦးတည်တယ်အခြေခံကနဲ့ပဲညီမပေါင်းဆက်တယ်ပေါ့အနောက်တိုင်းကကိုကြတော့ညီမတချို့အရာလေးတွေမှာပဲနည်းနည်းပေါ့နော်ခြေလှုပ်ရှားမှုလက်လှုပ်ရှားမှုတွေကိုပဲနည်းနည်းယူတယ်ဒါပေမဲ့အဓိက frame ကတော့ညီမတို့မြန်မာအခြေခံကိုပဲအဓိကသွားတယ်ပေါ့နော်အဲ့လိုလေးတွေရှိပါတယ်ဒါပေမဲ့အနောက်တိုင်း music မလိုပဲလာလာစီးကျက်တွေတိုင်းပင်တွေကဒီတန်တွေပဲဖြစ်တဲ့အတွက်ဟိုပေါင်းဆက်လို့ရတယ်ဆိုတာမျိုးဖြစ်စေဖြစ်တဲ့အတွက်ညီမကတတ်နိုင်သမျှကိုယ့်ရဲ့ဒီခြွင်တောက်ခြွင်တောက်ကိုပဲဟိုကဒူးချက်ဒူးချက်နဲ့အဲ့လိုနှစ်ခုပေါင်းပြီးတော့ တည်ထွင်ရတဲ့သဘောမျိုးတွေတပါရှင်ဘလို့ပြောမလဲညီမရဲ့အတွေ့အကြုံတော့ဘလို့လဲဆိုတော့အောင်အောင်မြင်တဲ့အမှုပညာရှင်တယောက်ဖြစ်နေပေါ့နော်အများကြီးအများကြီးလက်အောင်မြင်နေတယ်ပေါ့နော်အများကြီးအများကြီးလက်ကြိုးစားရအောင်ပဲပေါ့နော်အဲ့လိုအပိုင်းလေးတွေတော့ရှိပါတယ်ဟိုအနာဂတ်ကြီးမှာဘာကြီးဖြစ်ပါပြီးတော့မဖြစ်လာတဲ့ခါကျရင်ကိုယ့်အတွက်ဟိုအီလင်ပေါ့နော်ခံစားချက်ဖြစ်ရမျိုးတွေအဲ့လိုမျိုးတွေလည်း ညီမကမဖြစ်ဘူးပေါ့နော်အတိတ်ကိုလည်းပြန်တွေးပြီးတော့ငါဒီလိုမလုပ်ခဲ့ရလေချင်းဆိုဒီလိုမလုပ်ခဲ့ရလုပ်ခဲ့လို့ဆိုတဲ့ပုံစံမျိုးနောင်နာမျိုးတွေလည်းမဖြစ်ချင်ဘူးပေါ့နော်အလက်ရှိပြစ်ဆုပ်ပံမှာဟိုပဲအကောင်သွားမယ်ရလာတဲ့အလုပ်ပေါ့နော်အခွင့်အရေးပေါ်မှာမူတည်ပြီးတော့အကောင်ဆုံးသွားမယ်ဆိုတဲ့စိတ်မျိုးနဲ့ပဲညီမဖြတ်တန်းပါတယ်ရှင်အာညီမအမှုပညာနဲ့ပတ်သက်ပြီးတော့လည်းအများကြီးအဲလှုပ်ရှားခြင်းပါသေးတယ်အများကြီးလို့ကြိုးစားခြင်းပါသေးတယ်အဲ့အတွက်လည်းညီမကိုအဲပြည်သက်တရားချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်ညီမကိုအားပေးဆက်လက်ပြီးတော့လည်းအားပေးကြပါအောင်လို့ဟိုးရင်နှုံးနဲ့အားပေးလာတဲ့ပရိသတ်တွေရောအခုမှနောက်မှအားပေးမဲ့ပရိသတ်တွေအကုန်လုံးကိုလည်းညီမကကျေးဇူးတင်ပါတယ်ဆိုတဲ့အကြောင်းလေးကိုပြောချင်ပါတယ်ရှင်မပေးပေး